င်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်ရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ TNN လီထပ်မံဆွေးနွေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်နောင်ချိုချောင်းမဲတီဘောမိုးကုံနဲ့မိုးမိတ်မျိုးများမှာစုခွာပေးဖို့စစ်ကောင်စီတောင်းဆိုချက် TNN လီသဘောမတူတဲ့အကြောင်းတင်ဆက်ပေးပါမယ်တရုတ်အစိုးရရဲ့ဂျာဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာနှစ်ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းတောင်းတက်မတော် PSN နဲ့ TNN လီကမေလနေ့ရက်နေ့မှာထုတ်ပြန်ပါတယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSN ရဲ့ဒုတိယဗိုလ်ချုပ် ကြီးတားကျုပ်ကြားဦးဆောင်တဲ့ကိုစလဲနဲ့စစ်ကောင်စီမှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ကိုစလဲတို့ကတရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့ AP 28ရက်နဲ့29ရက်မှာအပြစ်ခံရစဲဖို့ဆွေးနွေးခဲ့ကြပါတယ်စစ်ကောင်စီကိုစလဲတို့က TNL တင်ပိုက်ထားတဲ့နောင်ချိုကြောင့်ပဲတီဘောမိုးကုံနဲ့မိုးမိန်စားတဲ့ဒေသများမှာဆုတ်ခွာဖို့တောင်းဆိုခဲ့ကြောင်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းဆန်မန်တုံမြို့နယ်အတွင်းထိကို TNL တပ်ဖွဲ့ရိအားလုံးပြန်လည်ဆုတ်ခွာဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကို PSLF ဒီကိုစလဲများကသဘောမတူနိုင် င်လို့နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုထပ်ဆင့်မတိုးနိုင်သေးပဲဖြစ်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ဒါကြောင့်နှစ်ဖက်အပြစ်ခတ်ရစဲနိုင်ဖို့အတွက်လာမယ့်ဩဂုတ်လမှာထပ်မံတွေ့ဆုံဖို့သဘောတူခဲ့ကြတယ်လို့အသိပေးပါတယ်။ ဒီကြောင့်မှပုံကျဲခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းဒရုန်းများနဲ့တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစတဲ့ပစ်ခတ်တိုက်ခိုက်မှုအလုံးရက်တံမှုတရုတ်မြန်မာနယ်စပ်ကုံသွင်းလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ဒေသတည်ငြိမ်ရေးနဲ့ကိုကန့်တပ်ဖွဲ့ MND ကဲ့သို့တဆင်တိုးအပစ်ခတ်ရန်စရေးပြုလုပ်နိုင်ဖို့အတွက်တရုတ်နိုင်ငံထူးကိုစလဲမစ္စတာတင်ရှိကျင်းကကမကထပြုအလေးထားသူပန်ပြီးနှစ်ဖက်တွေ့ဆုံမှုတွင်အလင်းအမြန်တိုးတက်လာစေဖို့ဆောင်ရွက်ခဲ့ကြောင်း TNL ကထုတ်ပြန်ပါတယ်တရုတ်အစိုးရကကိုကန့်တပ်အမန်ဒီနဲ့စစ်ကောင်စီအကြအပစ်ခတ်ရန်စရေးဖြစ် ်ပေါ်စေဖို့ MNDA ကိုဖိအားပေးခဲ့ပြီးအခုနှစ်ဆန်းမှာအပြစ်ခန့်ရစိုင်းပြုလုပ်ခါ AP လာမှာ MNDA တင်ပိုင်ထားတဲ့လာရှုမျိုးကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်စစ်ကောင်စီနဲ့ DNL ကြားအပြစ်ခန့်ရစိုင်းဖြစ်ပေါ်စေဖို့တရုတ်ရဲ့စီစဉ်မှုနဲ့အခုနှစ်ဖေဖော်ဝါရီလလယ်မှာတွေ့ဆုံခဲ့တော့လေပြည်လည်မှုမရခဲ့ပါဘူးစစ်ကောင်စီကအပြစ်ခန့်ရစိုင်းရေးဆွေးနွေးနေတဲ့ကြားကပဲ DNL တင်ပိုင်ထိန်းချုပ်ထားတဲ့မျိုးရာတွေကိုလင်းချောင်းတိုက်ခိုက်မှုတွေစတိုင်ပြုလုပ်ခဲ့ပါတယ်ဒီလိုတရုတ်နိုင်ငံအစိုးရမြန်မာရေးမှဝင်ရောက်ဆွဖက်မှုတွေ ွေကိုတော်လိုင်းအင်အားစုတွေကဝေဖန်ခဲ့ကြပါတယ်။တရုတ်အစိုးရကမြန်မာရှိနေပတ်သက်ပြီးဂျာဝင်ပြန်ပြေးမှုတွေကစစ်အာဏာရှင်စနစ်တပ်ဆိုးရှင်ရေးမဖြစ်စေတဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တမနာဒူဝါလက်ရှိလာကအခု AP 29ရဲ့အစိုးရဖွဲ့စည်းရေးမှာပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့မြမအရေးဂျာဝင်ဖြန့်ပြီမှုတွေကစစ်အာဏာရှင်စနစ်တက်ဆိုးရှင်အောင်မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပါဝင်တိုင်းရင်းသားတော်လှန်အင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ဂျာဝင်ဖြန့်ပြီမှုတွေနဲ့ပတ်သက်ပြီးဖြစ်တင်ဖြစ်တိုက်တဲ့မှုတွေပေါ်မှာအခြေခံပေါ်ကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်တင်တယ်လို့ယူဆကြောင်းယာယီသမရကပြောပါတယ်။တရုတ်အနေနဲ့မြမအရေးမှာတက်ကြွစွာဝင်ရောက်ဖြန့်ပြီမှုကိုမငင်းတော့လဲတစ်ဖက်မှာအခုတက်ပုံမှုကျင်းပြန့်နေချင်းကပ်မှုတွေနဲ့ဂျာဝင်ဖြန့်ပြီမှသာရှိရှိအတွက်စေးနှီး ီကောင်းဖြစ်လိမ့်မယ်လို့သမရအတူဝါလက်ရှိလာကပြောပါတယ်။အခုလောရက်ကမြမရီကိုလက်တလောအနာသက်တာယုံစီမီတို့လောင်းနေခြင်းနဲ့တင်းတင်ရမလို့ဖြစ်နေရလို့ရှုစားကြောင်းရှားဤသမရကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ညောင်လေးပင်မျိုးနဲ့ပဇွန်မြောင်းကျင်းရွာရှိနေအိမ်များကိုဖောက်တွင်ကိုယူဖြက်စီးနေတဲ့စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဗမာတောင်းပြင်းထန်ထန်ရရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်မျိုးနဲ့ပဇွန်မြောင်းကျင်းရွာရှိနေအိမ်များကိုဖောက်တွင်ကိုယူဖြက်စီးနေတဲ့အစံဘက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရ ာစစ်တပ်ဘက်မှ3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းမိနကစစ်ကြောင်းမှတာဝန်ရှိသူတောင်းဦးကပြောပါရယ်မေလာတရက်မနက်7:55မိနစ်ခန့်မှာညောင်လေးပင်မြို့နယ်ပဇွန်မြောင်ကျင်းရွာအတွင်းရှိပြည်သူပိုင်နေအိမ်များကိုဖောက်ထွင်းခိုးယူဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိနကစစ်ကြောင်း တိုက်ကင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကရွာထဲကတက်ဆွဲပြီးပြည်သူပိုင်နေအိမ်တွေကိုဖောက်ထွင်းခိုးယူနေတာဒဏ်ရာရစစ်ခွေးသုံးဦးအခြေအနေနဲ့ကြံထိခိုက်မှုနောက်ဆက်တွဲတော့အတိအကျမသိရသေးပါဘူး။သုံးဦးစလုံးဒဏ်ရာပြင်းထန်တယ်လို့ကြားသိရပါတယ်။တိုက်ပွဲကတော့ဆက်ဖြစ်နိုင်နေရွာထဲမှာတော့ပြည်သူတွေမနေတာကြားပါပြီလို့မိနကစစ်ကြောင်းမှတာဝန်ရှိသူတောင်းဦးကဆိုပါတယ်။အလားတူနေ့လယ်၁၂နာရီခန့်မှာပစုံမြောင်းချင်းရွာဆွဲတလွဲပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကထိုးစစ်ဆင်ပြီးစတင် ြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲအတွင်းညောင်လေးပင်မြို့ရှိအကြမ်းဖက်စစ်ကောင်စီတပ်က120မမလက်နက်ကြီးနှလုံးနဲ့ပြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးအပြင်ထံထိခိုက်ဒဏ်ရာရရှိပြီးနောက်ဆက်တွဲသတင်းသိရှိနိုင်စေဖို့စုံစမ်းနေစေဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့တမတော်နယ်ပြည်သူပေါင်းစည်းရေးကြိုးပမ်းမယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ နိုင်ငံအာဏာကိုလက်နက်အားကိုနဲ့မတရားသိမ်းပိုက်ထားတဲ့မြန်မာစစ်တပ်နဲ့ပြည်သူကြားခိုင်မာတဲ့ပေါင်စည်အားရရှိဖို့ကြိုးပမ်းဆောင်ရွက်သွားမယ်လို့အာဏာသိမ်းစစ်ကောင်စောင်မင်းအောင်လိုင်ကပြောပါရယ်။ဧပြီလ30ရက်နေ့ကပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံစစ်မှုထမ်းအောင်ဖွဲ2025ခုနှစ်ညီလာခံမိန့်ခွန်းမှာအာဏာသိမ်းစစ်ကောင်စောင်မင်းအောင်လိုင်ကပြောဆိုခဲ့တာပါ။နိုင်ငံတော်ကချမှတ်ထားတဲ့ပြည်သူ့စစ်မဟာဗျူဟာကိုအောင်မြင်စွာအကောင့်ထည့်ဖို့နိုင်ဖို့အတွက်တမ်ဘရော်နဲ့ပြည်သူကြားမှာခိုင်မာတဲ့ပေါင်စည်အားရရှိဖို့ဆက်လက်ကြိုးပမ်းပုံဖော်သွားမယ်လို့မင်းအောင်လိုင်ကပြောပါရယ်။တမ်ဘရော်ရဲ့နိုင်ငံတော်နဲ့ပြည်သူ ူပေါ်ထားရှိရဲစစ်မှန်တဲ့သဘောထားတွေကိုပြည်သူတွေသိရှိစေဖို့အတွက်တက်မတော်တရက်တဲ့လှုပ်ဆောင်ခြင်းတက်ပြည်သူများမှရှိနေတဲ့စစ်မှုတောင်းဖွဲ့တွေရဲ့စီယုံရေးစွမ်းရည်ကိုမောင်းနှင်အဖြစ်တိရောက်စွာအားပြုနိုင်ရမယ်လို့ဆိုပါတယ်မြန်မာစစ်တပ်ကပြည်သူကပေါက်ဖွားလာတဲ့တက်မတော်ဖြစ်တာနဲ့အညီပြည်သူနဲ့တသားတည်းရှိဖို့လိုအပ်ကြောင်းလဲမင်းအောင်လှိုင်ကထပ်လောင်းပြောဆိုသွားပါတယ်မြန်မာနိုင်ငံစစ်မှုတောင်းဖွဲ့ဆိုတာတက်မတော်သားဟောင်းတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးပြည်သူများနဲ့အမြဲထိတွေ့မှုရှိနေတဲ့အတွက်တက်မတော်နဲ့ပြည်သူအကြားပေါင်းကူတနာသဖွဲ့ဆောင်ရွက်သွားကြမယ် ယ်လို့စစ်မှုထမ်းဟောင်းတွေကိုစစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောပါရယ် လာမယ့်ဒီဇင်ဘာလမှာအထွေထွေရွေးကောက်ပွဲကြီးကျင်းပမယ်နဲ့ကိုဗစ်အကက်ပင်းအခက်အခဲငလင်ပင်းအခက်အခဲစစ်ပွဲများရဲ့အကျိုးဆက်အခက်အခဲတွေကိုစီစီလုံးလုံးဖျက်ဆောင်ရမယ်လို့လည်းမင်းအောင်လိုင်းကဆိုပါတယ်။တိုင်းပြည်တည်ငြိမ်အေဂျင်ပီပြည်သူလူထုစိတ်အေးချမ်းသာစွာလောက်ကင်စားတောင်းနေထိုင်မယ်ဆိုရင်လူမှုစီးပွားဘဝတွေကမလွယ်မသွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းဆိုပါတယ်။ဒါအပြင်နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွားအတွက်စဉ်ဆက်မပြတ်မျက်စိကိုဖွင့်နားကိုစွန့်ထားကြဖို့စစ်မှုထောင်ဖွဲ့ဝင်တွေကိုမင်းအောင်လိုင်းကပြောဆိုထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ နောက်ထပ်တစ်ပုတ်အနေနဲ့သခိုင်းမြောက်ချမ်းရွာတွေကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ကလင်းငယ်နှုတ်တိဆုံနေကြောင်းတင်ဆက်ပေးပါမယ်။လေကြောင်းကတိုက်ခိုက်လို့ပြည်သူ၃ဦးထဏ်ရာရတယ်လို့လည်းသိရပါဗျ။သခိုင်းမြို့နယ်စကြက်ကြီးရွာမှာတပ်ဆွဲထားတဲ့စစ်တပ်ကဒီကနေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာမို့အသက်၁၀နှစ်အောက်ကလင်းငယ်နှုတ်တိဆုံခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မေလာတရမနက်၉နာရီလောက်မှာသခိုင်းမြို့နယ်မြောက်ချမ်းမှာရှိတဲ့စကြက်ကြီးရွာကစေယုံစုကလက်နက်ကြီးတွေနဲ့မြောက်ဘက်ကကျင်းရွာတွေဘက်ကိုပစ်ခတ်ခဲ့တာလို့သိရပါဗျ။အဲ့ဒီလက်နက်ကြီးတွေကစကြက်ရွာရဲ့အရှိမြောက်ဘက်ကားလမ်း ်းနီးမှရှိတဲ့ရွာသားရရွာတွေကိုကြပြီးအသက်၈နှစ်နဲ့၉နှစ်အရွယ်ကလေးနှစ်ဦးထိမှန်တည်ဆုံးခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ်အစထိပြီးတည်ဆုံးခဲ့ရလို့သိရတယ်အဒီဘကဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်နေတော့ဆက်သွယ်ရေးခက်နေတယ်တခြားအချက်လက်တော့မရသေးဘူးလို့ဒေသခံတောင်းကပြောပါရယ် တအားဖြင့်မေလတရက်နေ့နေ့လယ်12နာရီကျော်မှလဲစကိုင်းမြို့နယ်မြောင်ချမ်းကတလိုင်းရွာရဲကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ AB 29ရက်နေ့ကလည်းညနေ9နာရီခွဲကနေညပိုင်း9နာရီကျော်ထိစကိုင်းတက္ကသိုလ်ထဲမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့အရက်မျက်နှာစုံကိုအကြိမ်ကြီးများစွာပစ်ခတ်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။စစ်တပ်ကစကိုင်းတက္ကသိုလ်မှာ2024ခုနှစ်ပိုင်းမှာတပ်ဆွဲထားတာဖြစ်ပါတယ်။ AB 25ရက်ကစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထုံးလာတဲ့ မှ33စစ်ကြောင်းတစ်ကြောင်းလုံးပြတ်အောင် PDF တွေကတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီစစ်ကြောင်းတိုက်ခိုက်ခံရပြီးရင်နောက်မှာစကိုင်းမြို့နယ်မြောက်ပိုင်းကိုစစ်တပ်ကနေစဉ်၄ကြောင်းပုံကျဲတိုက်ခိုက်နေတာလို့ဒေသရင်းစစ်ရေးတရင်အင်းမြစ်တွေကပြောပါတယ်ဒါကြောင့်စစ်တပ်က EP 25ရက်နေ့ကစစ်ကြောင်းပြောင်းအောင်တိုက်ခိုက်ခံရပြီးရင်နောက်ပိုင်းလက်နက်ကြီးနဲ့ပစ်ခတ်တာ၄ကြောင်းကနေတိုက်ခိုက်တာတွေကိုဇက်တိုင်းလုံးနေတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်